ဟယ်လိုအားလုံးမင်္ဂလာပါရှင်ဒီ True Dermatologist Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မနာမည်ဒေါက်တာထူးကျော်ပါအေးပြအထူးကူဆရာအောင်ပါဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ makeup နဲ့ skin care tool လားဆိုတဲ့အကြောင်းပြောပြမှာလေးနော် makeup က makeup တက်တက်ပဲ skin care က skin care တက်တက်ပဲမတူပါဘူးနော် main clay တယောက်ရဲ့မှန်တယ်ကောင်မမနှစ်မျိုးစလုံးကတော့ရှိနိုင်တယ်နှစ်ခုစလုံးကိုတော့သူတွေကသုံးကြတယ်ဒါပေမဲ့ ရတဲ့အကျိုးရလက်ကမတူဘူး skin care လုပ်လို့ရှိရင်ကျတော့အမင်းဆက်တွေမိသားစုဘက်တွေမဖြစ်ဘူးပေါ့ပြီးရင်အသားရေဆိုပြင်မယ်အသားရေကြည့်ရမယ် glow မယ်ပြီးရင်အရေးအကြောင်းတွေညော့တယ်ပေါ့ make up ကကျတော့အဲ့လိုမဟုတ်ဘူးပင်ကိုအသားရေကိုသူကဘာမှအဲဘာမှမဖြစ်စေဘူးပင်ကိုအသားရေကိုဖြစ်စေလို့မယ်သူကဘာဖြစ်စေလဲဆိုရင်ကိုယ့်ရဲ့အတွင်ပြင်ကိုပို့ပြီးတော့ဆက်ဆောင်မှုရှိစေတယ်ပို့ပြီးတော့လှပစေတယ်ပေါ့ attraction ရှိစေတယ်ပေါ့ skin care လို့ပြောလို့ရှိရင်ကျတော့အခြေခံ skin care ကကျတော့ ဒီမျက်နှာသစ်တာရဲ့အဆိုးတက်ပေးတာရဲ့အဆိုးတက်ပေးရဆိုတော့ moisturizer ပေါ့နော်ပြီးရင်နေရောင်ကာတာ sunscreen တွေလောက်တာအဲ့သုံးချက်ပဲအဲ့သုံးချက်ကိုအဓိကလုပ်ရတယ်ပေါ့နော်ဒီအရှိအရှိတွေမှာလည်းဗီဒီယိုလေးအဲ့ဒါလုပ်ခဲ့ပြီးလဲကြည့်လိုက်နော် make up ကကြတော့ make up တွေကအများစွာရှိတယ် make up ကကြတော့ကိုယ့်ရဲ့ပေါ်ရင်အသားရည်ပို့ပြီးတော့အပေါ်ရင်အရည်ပြားကိုလှစေတာပေါ့နော်အသားရည်ကောင်းစေတာမဟုတ်ဘူးအဲ့တော့ make up မှာ make up အရည်တွေရှိတယ် foundation တွေရှိတယ်ပြီးတော့ cushion တွေရှိတယ် ပြန် DD cream CC cream BB cream အဲ့အကုန်လုံး make up ပဲเนาะအဲအဲ့လိုမျိုး make up လင်းနိုင်လို့ရှင်ကြတော့ကိုယ့်ရဲ့ဒီရုပ်ရည်ကပြောင်းလဲသွားတယ်ပေါ့เนาะဒါပေမဲ့ငကိုအောက်ခံပင်ကိုအသားရည်ကကြတော့ဒီတိုင်းတော့ဘာမှပြောင်းလဲမှုရှိဘူးเนาะအဲ make up တွေနောက်ပိုင်းလင်းနာများလို့ရှင်မကောင်းတဲ့ make up တွေ quality အရေးအတွင်းနိုင်တဲ့ make up တွေလင်းနာကြရင်ကြတော့เนาะဂျီးလိုမျိုးစုပုံပြီးတော့နောက်ပိုင်းမှာအဲ့လိုမျိုးတခြားလေအရေးများမကောင်းတာတွေဖြစ်စေတတ်တယ်အသားရည်ကလေငကိုအသားရည်ကဒီ အစီပြန်လဲဝက်ချန်ထွက်တဲ့အသားကြီးဥပမာကျမတို့လိုအသားကြီးပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ makeup လည်းမျိုးရှင် makeup ဖြောင်းဖို့လို့ပိတ်ပြီးရောမှုန်းညံ့လောက်တွေပိတ်ပိတ်ပြီးချွတ်လောက်တွေပိတ်ပြီးရင်အဲ့ဝက်ချန်တွေပို့ပြီးတော့ထွက်တတ်တယ်အဲ့ဒါကြောင့်မလို့လဲ makeup လည်းရတာမကြိုက်တာပါတယ်နော်ကိုကဒီ makeup တရနေ့ရလောက်လိမ့်တာမသိတာဘူး makeup set တိုက်လိမ့်လိုက်လို့ရှိရင်အဲ့ဒီဟာလေးတွေကအစီဘူးကိုဝတ်ချံလို့အဲ့ဒါထွက်လာရောနောက်ပိုင်းမှာနော်အဲ့ဒါကြောင့်မို့ makeup တိတ်မလဲလိမ့်လိမ့်မရှိဘူးဒီ video လုံးတော့လောက်တာကြတော့နော် skin care နဲ့ makeup မတူဘူးဆိုတဲ့အကြောင်းပြောပြတာပြီးတော့ ဒီ skin care ကိုမလုပ်ရင်ရလားဆိုရင်မလုပ်ရင်တော့လေရတယ်လေ time နေပေါ့ရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့ဘာဖြစ်လဲဆိုရင်အသက်ကြီးလာလို့ရှင်ရင်သူကအဲမှဲ့ချောက်တွေတင်းတိတ်တွေနေလောင်ွက်တွေနော်ပြီးရင်အသားရေအိုမင်းရောတာတွေအဲ့လိုမျိုးဟာတွေကအသက်ကြီးလာတာနဲ့အမှန်တဖြည်းဖြည်းဖြစ်လာကြတာအဲ့ဒါကကျတော့ဘာဖြစ်လို့လဲဆိုတော့ skin မှာ renewal process ဆိုတာရှိတယ်အသက်အစ်စ်တွေပြန်ပြန်ဖြစ်တယ်လေအဲ့အသက်အစ်စ်တွေပြန်ပြန်ဖြစ်တာကကျတော့ ဒီရေပြားရဲ့ဒါပုံမှန်တဘာဝပဲအဲ့ဒါကို skin care လုပ်ခြင်းအားဖြင့်အဲ့ဒီအဲ့ဒီဟာလေးကိုပုံမှန်လေးလေပတ်နေစေပြီးတော့အာအုံမင်းရွာတွေကကွယ်ရပေါ့ရေးချောင်းတွေကကွယ်ရပြီးရင်တိတ်တိတ်လေးမဲ့မဲ့ချောက်တွေအမဲဆက်တွေเนาะအဲ့ဒါတွေတိတ်မဖြစ်ဘူးပေါ့နေရောင်ကလည်းကထားတဲ့အတွက်ကြောင့်မလို့အဲငကိုရဲအဲ့ဒီ process တွေကိုနှိမ့်အောင်လုပ်ထားပြီးသားပေါ့အဲ့တော့အဲ့လို reset ကဘယ်တော့မှရမှာလဲဆိုတော့အသက်ကြီးမှသိတာအသက်ကြီးတယ်ဆိုတာကျမတို့လိုအရွယ်အသက်40 50เนาะ တချို့တွေဆိုလို့ရှိရင်အသက်35လောက်ဆိုလို့ရှိရင်အဲ့လိုတွင်းတိတ်တွေမှဲ့ကြောက်တွေစလာကြပြီငငယ်တော့ကတို့ကဘာမှမရှိဘူးအသက်အဲ့လောက်30ကျော်လောက်ဆိုလို့ရှိရင်သူကအဲ့လိုမဲဆက်တွေစပြီးထွက်လာပြီပေါ့နော်အဲ့တော့အဲ့ဒီဟာကိုကိုကငငယ်လေးတည်းက skin care တွေလုပ်ထားလို့ရှိရင်ဒီအရွယ်မှာအဲ့လိုမဖြစ်နိုင်ဘူးနော်အဲ့ဒါလေးပြောပြတာပြီးရင်အဲ့တော့ skin care ကမလုပ်လို့ရလားဆိုရင်မလုပ်ရင်လည်းသဘောပဲပေါ့နော်ရတော့ရပါတယ်နေလို့တော့ရပါတယ်နော်ပြီးရင် make up မလင်းရင်ရလားဆိုတော့ make up မလင်းရင်လည်းရတာပဲ make up မလင်းရင်ကြတော့ကိုကိုကိုယုံကြည်မှုရှိတယ် confidence ကလည်းရှိပြီးသားကိုကိုရဲ့ဒီမျက်နှာတွင်ပြင်ကိုသဘောကျပြီးသားပေါ့ဒီပုံစံပဲအဲဘယ်နေရာမှာပဲဖြစ်ဖြစ်ဒီပုံစံပဲကိုသဘောကျတယ်အဲ့ဆိုရင်တော့မပြင်းနဲ့ပေါ့လေရတယ်အိစားမရှိဘူးเนาะတချို့ရကြတော့ဒီလုပ်ငန်းသဘောအရာပေါ့သူဝင်တဲ့အလုပ်တွေအရာဆိုလို့ရှင်ဒီ make up face လေး make up ပြင်ရတယ်ပေါ့เนาะအဲအဲ့လိုမျိုးတွေဆိုလို့ရှင်တော့သူတို့ပြင်ကြမှာပဲဒီတချို့တွေကကြတော့လေဒီ make up ပြန်လိုက်လို့ရှင်လူကဆွဲဆောင်မှုရှိသွားတယ်ဒီမျက်နှာနဲ့ဒီမျက်နှာเนาะအခုဒီမှာကြည့်ဒီပုံလေးနဲ့ဒီပုံလေး ဲ့ဒီပုံလေးနှစ်ခုမှာဆိုလို့ရှိရင် make up ပြင်လိုက်လို့ရှိရင်လူရဲ့ငကိုရုပ်လေးကအရန်ထွက်လာတယ်လေနော်ပို့ပြီးတော့ဆွဆောင်မှုရှိသွားတယ်အဲ့ဒီဟာကိုလူတွေကကြိုက်ကြတယ်အဲ့တော့ကိုယ့်ရဲ့ look ကိုယ့်ရဲ့အသွင်ပြင်နော်အဲ့ဒီ app ကိုလူတွေကဒီ make up လင်းကြတယ်လေအဲ့တော့ဒါကတော့လည်းသဘောပဲပေါ့နော် make up ပဲခုနကလို့ကျမပြောသလိုကျမလိုမျိုးဒီအစီပြန်နဲ့ဝတ်ချံထွက်တယ်အဲ့ဒါကြောင့်မလို့ make up မလင်းနိုင်ဘူးဆိုအဲ့ဒါဆိုတော့မလင်းပါနဲ့ရပါတယ်မေကပ်မလိမ့်မှဖြစ်မှာဟိုဆိုရင်မေကပ်ကြောင့်က လာမှာနည်းနည်းလေးနော်ကိုစိတ်ဆင်းရနေရမှာစိတ်ညစ်တယ်အဲဒါကြောင့်မလိမ့်တော့အမ်ဝတ်ချန်အရင်တော့ထွက်ခဲ့ချွေးပေါက်တူလည်းကျေတယ်ဒီလားအဲဒါကြောင့်မလို့လေဒီမိတ်ကပ်မလိမ့်ချင်တာအဲ့ဒါလည်းပါတယ်မိတ်ကပ်လိမ့်ရလို့ရှင့်အဲချွေးပေါက်ကျေတဲ့ဟာကြီးတွေကလေပုံထင်ရှားနေတယ်လို့မလှအောင်တကယ်မလှအောင်လိုကြီးလည်းမသိအဲ့ဒါကြောင့်လည်းမိတ်ကပ်မကြိုက်တာမိတ်ကပ်လိမ့်ကိုကိုမျက်နှာပေါ်မှာလိမ့်ရတာအဲ့ဒါမကြိုက်တာပေါ့နော်သူများကမျက်နှာလှလှလေးမိတ်ကပ်လိမ့်နေဆိုလို့ရှင့်တော့အရင်ကသဘောကျတယ် တချို့တွေကကြတော့လုပ်ငန်းသဘောအရာ makeup လင်းရတာရှိတယ်။ဥပမာကျမစီကို promotion ဝင်တဲ့စိတ်ကုံမီယာညီမလေးတွေနော်သူတို့တွေဆိုလို့ရှိရင်အများ makeup face လေးတွေနဲ့ makeup look လေးနဲ့အရင်ကြည့်လို့ကောင်းတယ်။နောက်ထပ်လပပအများရန်ဆရာဝန်လေးစီကိုနောက်ထပ်လပပဝင်တယ်။ကိုရဲ့ကိုရှေ့ကိုလှလှပပလေးမြင်လို့ရှင်လူလိုင်းအသဘောကျကြတယ်လေနော်အဲ့တော့သူတို့ရဲ့ဆေးတွေလည်းပို့ပြီးတော့တောင်းအောင်เนาะအဲ့လိုမျိုးလေးသူတို့ရဲ့ promotion ဝင်ကြတယ်ပေါ့နော်ပြောရအောင်မယ်အခုဆိုရင်ကင်မရာလေးတွေကတော့ကောင်းလာတာပေါ့နော် ဒါပေမဲ့သိတဲ့လူတွေကလည်းသိမှာပါကျွန်မမိတ်ကပ်မလိမ့်တော့လေဒီတချို့ရဲ့ဗီဒီယိုတွေဆိုလို့ရှိရင်လေတော်တော်လေးဆုပ်ပြတ်တယ်နော်ဒီဟိုစမိတ်ကပ်မိတ်ကပ်လိမ့်လို့ရှိရင်ကြတော့ဒီကပို့ပြီးတော့ကြည့်ကောင်းမှာပေါ့နော်အဲ့ဒါကြောင့်မို့ကိုကနည်းနည်းကြည့်ကောင်းနည်းနည်းပါးကြည့်ကောင်းပေါ့နော်မို့ဆိုလူမှားလူမျိုးဖြစ်နေမှာဆိုလို့အဲနှက်ခန်းကြီးရဲရဲလေးတော့ဆုပ်လိုက်တယ်နှက်ခန်းကြီးကလည်းရဲမှကက်မာရဲမှပေါ်တာနှမို့ဆိုမပေါ်ဘူးအဲ့ဒါလည်းစိတ်ညစ်တယ်အဲ့တခုအဲ့တခါလေးကြလို့ရှိရင်တကားခောက်တယ်မလားအခုဒါအခန်းထဲကပြောနေတာလေကိုကတကားခောက်လိမ့်မယ် အဲတရားရောက်လာပြီဆိုတကားခောက်တယ်အဲခောက်လို့ရှင်ကိုကလေတကားကိုဖွင့်ရလို့ရှင်လေတွားကြည့်ညနာကြီးကတော့ပြောင်းနေတယ်နှစ်ခိုင်းကြီးကရဲရဲနေအဲ့လိုမျိုးလဲမဖြစ်ချင်ဘူးဒါမဲ့လဲအော်ဟိုဗီဒီယိုရိုက်လို့ရှင်အဲ့လိုမျိုးလေးတော့နည်းနည်းလှလှပပလေးရောရှိရမှာပေါ့နော်ကိုကိုကိုတော့လှရတဲ့ထင်တာပေါ့လေဒီနှစ်ခန်းကြီးလေးဆိုလိုက်လို့ရှင်တော့နည်းနည်းပပြောင်းလဲသွားရဲဆိုပြီးတော့အဲနှစ်ခန်းကြီးလေးဆိုထားရပေါ့နော်အဲ့လေးရောတိခံပြီးတော့ကြည့်ပေးပါဦးနော် ဗီဒီယိုတွေလုပ်လို့ရှင် edit လုပ်ရတယ်ဒီနော် edit လုပ်လို့ရှင် effect လေးထည့်တယ်အရင်အမှောင်ဟောပြီးတော့ဒီမှာ lighting တွေပါတယ်လည်းမလုပ်ထားဘူးဘာမှဒီတိုင်းပဲဖုန်းဖုန်းတစ်လုံးနဲ့ပဲအဲ့လို stand လေးကိုထောင်ပြီးတော့ရိုက်တာအာဒီဒီ microphone လေးတော့ပါတာပေါ့လေနော်အဲ့ဒီတိုင်းမှာတခြားဘာမှဘာ facility မှဘာ gadget မှမသုံးထားဘူးအဲ့တော့ကျကိုယ့်ရဲ့ဒီကိုအားတဲ့အချိန်မှာအားတယ်လို့ပဲအဲ့လိုမျိုးရှောက်လောက်တာပဲဆိုတော့လေနော်အဲအဓိကကတော့ဟိုဗီဒီယိုရဲ့ quality ကတော့ပိုရပါလေနော် ဒါပေမဲ့ကိုသိကျင်တဲ့ information အထက်က information knowledge တွေကတော့များတယ်เนาะသိတနာလည်းပါတယ်เนาะဟုတ်အဲ့ဒီအတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒီအတွက်ကြည့်ကြည့်ကြပြီလို့เนาะ skin care ကတော့ self care ပေါ့เนาะ make up ကကြတော့ art for your face ပေါ့သဘောပါပဲ make up ပြင်ဆင်လဲရတယ်မပြင်ဆင်လဲရတယ်ပေါ့เนาะအဲတခုလို့ရှိတယ် skin care လုပ်ပြီးတော့ make up လိမ့်နေအဲ့ဒါဆိုလို့ရှိရင် skin care နဲ့ make up ကြားမှာတော့10မိနစ်လောက်တော့ချာအဲ့ဒါမှာတော့လေ ဘာဖြစ်လဲဆိုလို့ရှင် skin care လုပ်ထားရဆိုလို့ရှင်သူ active ingredients လေးတွေလည်းရှိတယ်ဆိုပြတဲ့ဟာလေးတွေရောဆိုလို့ရှင်အသားတွေကိုစိတ်ဝင်ဖို့အတွက်အချိန်ပေးလိုက်တာပေါ့ပြီးတော့မှ make up လိမ့်ပေါ့နော်တချို့တွေကကြတော့လည်း make up မလိမ့်ချင်ဘူးအဲ့လိုမျိုးဆိုရင်ဒါပေမဲ့မျက်နှာလေးကိုတော့အာတမျိုး make up လိမ့်တလို့လေးဖြစ်ချင်တယ်ဆိုလို့ရှင်နော် sunscreen တွေမှာ tone up ပါတာလေးတွေတုံး tone up ပါလို့ရှင်သူကအဲ့လိုအသားရည်လေးတမျိုးဖြစ်စေရပေါ့အာနည်းနည်းဘယ်လိုပြောရမလဲ make up လိမ့်ထားတလို့လောင်းမီးပါပေါ့ နည်းနည်းပပလေးသူကတင်နေထားတယ်ပေါ့အဲနောက်တစ်ခုမှကျင်လာကြတော့ make up လိမ့်ပြီးသွားလို့ရှင်တိတိကျကျဖြတ်ဖို့မမေ့ပါနဲ့နော်အဲ maxilla water နော်အဲ့ဒါတွေနဲ့ဖြတ်မယ်နောက်တစ်ခုက cleansing water တွေသုံးလို့ရတယ်ပြီးရင်သူက double cleansing လုပ်နော်အဲ့ဒါမှတိတိကျကျပြောင်းစင်မယ်ကျမတို့လို့ဆိုလို့ရှင်မှုညင်းပေါက်ပိတ်တက်တဲ့သူတွေအဲ့ဒါမျိုးဆိုလို့ရှင်တိတိကျကျအာအော်ပြန်ပြီးတော့ချက်ပေးဖို့လိုတယ်။အာဒီနေ့တော့ထူးထူးခြားခြားကျွန်မမေကပ်နည်းနည်းလိမ့်ထားတယ်။ မှဒီထဲမှာတော့ပေါ်မှာမဟုတ်ဘူးကိုကလေဟော blush တွေပါတယ်မစွဲထားတော့လေဘာမှဒီတိုင်းပဲ makeup အပားလေးပဲပေါ်တင်ထားတာတချို့တွေကလေအအရင်တော့ကတော့ဝတ်ချံထွက်လို့မရှိဘူးဒါပေမဲ့အခုမှအစီအဖို့တွေနဲ့ဝတ်ချံတွေထွက်လာတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ခုနကဒီတစ်ချက်ကိုစဉ်းစားရမယ်နော်မိတ်ကပ်တွေလိမ့်ပြီးသွားရင်တိတိချာမဖြတ်ခဲ့တဲ့အချိန်ကြောင့်အစီအဖို့တွေဝတ်ချံနေရကြတော့တဖြည်းဖြည်းနဲ့တော့တဖြည်းဖြည်းနဲ့စုပုံလာတယ်အမိုက်တွေစုပုံလာပြီးတော့မှထွက်လာတဲ့သဘောပေါ့နော် အဲ့တော့အဲ့တစ်ချက်လေးကိုစဉ်းစားဖို့လိုအပ်တယ်။အော်နောက်တစ်ခုကကျတော့ skin care လုပ်ပြီးတော့မှ makeup လင်းလို့ရှင်ဘာဖြစ်လဲဆိုတော့ skin care လုပ်ထားတဲ့အတွက်ကိုယ့်ရဲ့ငကူအောက်ခံအသားကလှတယ်ပေါ့နော်အသားရည်ကလှနေတယ်။အဲ့ဒီငကူအောက်ခံအသားရည်လှနေတဲ့အသားရည်ပေါ်မှာ makeup လင်းရင်ကျတော့ပိုပြီးတော့ကောင်းတာပေါ့ makeup ပို makeup သားပိုတတ်တာပေါ့အဲ့ဒါကြောင့်မလို့ skin care လုပ်လို့ရှင်ရင်လည်းအာနော် makeup လင်းရင်လည်းပို့ပြီးတော့လှစေရပေါ့အဲ့တော့ skin care လည်းလုပ် makeup လည်းလင်းအဲ့လိုလည်းရရတယ်နော်နောက်ဆုံးပြောချင်တာကကြတော့ skin care transforms your skin makeup transforms your look နော် skin care လုံးလား makeup လုံးလားဆိုတာခုပါကိုရွေးချယ်ကြပါခုရွေးချယ်မှုပဲနော်ဘုဟုတ္တတွေလည်းရကြပါစေကျမလာပါတော့ရေးပြပါဆိုင်ကြပါစေရှင်နောက်ထပ်ဗီဒီယိုလေးမှာထပ်ပြီးဆုံးပြမယ်နော်ဘိုင်ဘိုင်